တော့ဓမ္မစကူသင်ယူမှာဆိုတော့ပြောသလိုကဏအဖြစ်အဲကိုကုပါတယ်အဲ့တော့ဒီဗုဒ္ဓဝင်တို့နောက်တရားတော်တွေအကြောင်းတို့တန်ဃာတော်တွေအကြောင်းတို့ဒါတွေကတော့အထုပ်ပတိသဘောဆန္ဒပေါ့နော်အဲ့တော့ဒီထဲမှာတရားတရားတော်တွေအကြောင်းကတော့ကျင့်ဝတ်တွေပါမှာပေါ့နော်တရားတော်တွေအကြောင်းမှာကျင့်ဝတ်တွေပါတယ်အဲအထူးသဖြင့်ဒါမင်္ဂလာတုတ်ထဲကမင်္ဂလာတရားတော်များကဏဆွေသက်သက်ပါတဲ့ထဲမှာဒီမင်္ဂလာတရားတော်လာပေါ့နော်လူကျင့်ဝတ်တွေအကြောင်းပေါ့နော် အဲဒီလူမိုင်းနဲ့မပေါင်းသင်ရေးပညာရှိလူတွေမှကိုပေါင်းသင်ရေးအဘူဇော်ရတဲ့ဘူဇော်ရေးစသဖြင့်ပေါ့နော်မိဘပြည်သူလူကျွေးရေးနော်အဲဆွေမျိုးတွေကိုကြီးရှုဆောင်ရှောက်ရေးအဲဓာရီပေါ့နော်အဒီဟာတွေကဒူဒမတ်စကူသင်ယူထဲမှာပါတဲ့ဒီကျုံဝပိုင်းဆိုင်ရာတွေပေါ့နော်အဲအဲ့လိုပဲဒီအထုပ်ပတ်တိတွေကနေလည်းဆင်လဲပဲဟိုကျင့်ဝတ်တွေပေးတယ် ။ဘာလို့ဆိုတော့ဒီအရုပ်ပတိဆွဲနေရမှာဗုဒ္ဓလက်ထက်တော်ကလေးကရှိခဲ့တဲ့ရှိခဲ့တဲ့ပုံကိုယ်တွေကြောင်းလည်းပါတယ်။ဒီဘက်ခေတ်အဲကြမှာပေါ့နော်။ဒါကြော်ကြားတဲ့ဒီပြည်တွင်းပြပါ အထုပတိအကြောင်းလည်းပါတယ်။အဲ့တော့ဒီပုံကိုယ်တွေရဲ့အဲလေးစားအတူယူထိုက်တဲ့ဟိုအတွေးခေါ်အကြံဉာဏ်တွေပေါ်မှာမူတည်ပြီးတော့လည်းပဲဒီ ဟိုကျင့်ဝတ်တွေကိုလည်းပဲစောင့်တည်တယ်ဗောနော်ဒီသဘောတွေလည်းပဲပါတယ်နောက်ဗုဒ္ဓဗုဒ္ဓဟိုဇတ်တော်တွေပေါ့နော်ဝတ္ထုတွေတွေကလာတဲ့ဒီဇက်ကောင်တွေရဲ့အကျင့်စရိုက်တွေရှိတဲ့ရှိထိုက်တဲ့ဒီ character လေးတွေပေါ့နော်ဒါလေးတွေပေါ်မှာအဲ inspire ယူပြီးတော့လည်းပဲသူတို့ရဲ့ကလေးတွေရဲ့ဒီကျင့်ဝတ်ပိုင်းကိုတိဆောက်တာမျိုးတွေပါတယ်အဲခင်မီပညာရေးနီးစနစ်နဲ့ဗုဒ္ဓဓမ္မကိုပေးတာဆိုတော့အဲဒီပိုင်းတွေကိုလည်းပဲထိထိရောက် ဒါဒါပေးနိုင်တယ်ပေါ့နော်အဲ့တော့ကလေးတွေလက်တွေ့ပြန်ကြည့်တဲ့ခါမှလည်းကလေးတွေကိုယ်တိုင်ဟလာသူတို့ကိုယ်တိုင်ဟိုကျင်းကျင်းဝင်လေးတွေလိုက်နာပြီးတော့ပေါ့နော်အာမိဘပေါ်မှာတည်တတ်တာတို့နော်မိတ်ဆွေတငယ်ချင်းပေါင်းသင်းတွေပေါ်မှာနားလဲတာတို့ပေါ့နော်အညီကောင်မောင်နှမတွေပေါ်မှာအာခွင့်လွတ်တတ်တာတိခန့်တတ်တာတို့ပေါ့နော်အဲဒါလေးတွေပေါ့နောက်ရှင်းသိရှိတိုက်တဲ့အခြေခံလူအကျင်းဝင်လေးတွေကိုနားလဲလာတာနောက်မြမရွေရရင်ချင်းမှု အဲအခြေခံကျင့်ဝတ်လေးတွေဒါလေးတွေတည်လာတာလက်တွေလည်းမှကျင့်လာတာပေါ့နော်အဲအဲ့ဒါလေးတွေလည်းတွေ့ရတယ်ပေါ့နော်ဒမတ်စကူးကျောင်းနေဖွင့်လှစ်ဖို့ပါဆိုလို့ရှိရင်အလွန်တရာမှအရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့ဒီဒမတ်စကူးကျောင်းနေရာမှာတစ်ဆင့်ဒီကလေးငယ်တွေကိုမျိုးဆက်တဲ့ကလေးငယ်တွေကိုဗုဒ္ဓဓမ္မအသိပညာတွေကိုစနစ်ကျပေးပြီးတော့သူတို့ရဲ့လက်တွေဘွားတွေမှာအကျင့်သုံးနိုင်ကြတယ်သူတို့ကိုယ်တိုင်လည်းပြောင်းလဲကြတယ် ။ဒါသူတို့ကမှတ်တဆင့်သူတို့ရဲ့မိသားစုတွေညီကောင်မောင်နှမတွေနောက်ရက်ရွာအထိပြောင်းလဲလာတာတွေတွေ့တယ်ပေါ့နော်။အဲတော့အဲဒီဒီမတ်စကူဖောင်ဒေးရှင်းထူထောင်ပြီးတော့အဲလုံကနေလောက်လာတဲ့ဒီစနစ်ကျော်ကာလတည်းမှာအဲဒီလိုမျိုးအကျိုးကျေးဇူးတွေတွေ့တာဖြစ်တဲ့အတွက်အဲအားလုံးကလည်းပဲအဲတက်နိုင်တယ်လို့ဆွနေတယ်လို့ပါကြပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့လည်းပဲပူပေါင်းပါဝင်ဖို့ကြိုးစားဖို့လိုပါတယ်။အဲ့လိုပူပေါင်းပါဝင်ကြိုးစားပြီးတော့ဒီမတ်စကူလုပ်ငန်းတွေကိုဆောင်ရွက်သွားကြမယ်ဆိုလို့ရှိရင် အဲဒီမြန်မာနိုင်ငံရဲ့ဗုဒ္ဓသာသနာဟာရေရှည်တည်ဆက်ခံမြဲပြီးတော့တိုးတက်အောင်မြင်မှာတည်ကြပါတယ်